ောင်းလန့်တောင်းယူခြင်းကိုအားထုတ်မှုအတွက်ဘလို့ပြစ်ဒဏ်တွေ ရှိလဲအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ LV Group မြန်မာ Law Firm ကတရားလွှတ်တော်ရှေ့နေတော်ခိုင်းစုတွေဖြစ်ပါတယ်ကျွန်မတို့ Law Firm အနေနဲ့အများကြီးသူတို့တည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးနေရရှိပါတယ် 6လန့်တောင်းယူမှုရဲ့အထိပ္ပယ်ကိုရာဇသက်ကြီးပုံမှ383မှာဘလို့ပြဌာနာတလဲဆိုရင်မိသူမဆိုသူတူအာသို့မဟုတ်အခြားသူတူအာနစ်နာစေမည်ဟုကြောက်ရွံ့အောင်တမင်ပြု၍ပစ္စည်းတစ်ခုခုကိုဖြစ်စေအဖိုးတန်စာရန်အမှတ်သားတစ်ခုခုကိုဖြစ်စေအဖိုးတန်စာရန်အမှတ်သားအဖြစ်သို့ပြောင်းလဲနိုင်သောလက်မှတ်ရေးထိုးထားသည့်သို့မဟုတ်တစိုက်ခန့်နှိပ်ထားသည့်အရာဝတ္ထုတစ်ခုခုကိုဖြစ်စေလူတူအူသို့ပေးအပ်စေရန်ကြောက်ရွံ့အောင်တမင် င်ပြုတ်ခြင်းခံရသော ထို့သူအားမယိုးမဖြောက်သောသဘောနှင့်တွေးဆောင်လျင်ထို့သို့ကြောက်ရွံ့အောင်ပြုတ်၍တွေးဆောင်သူသည်ခြောက်လန့်တောင်းယူမှုကိုကျွလွန်တည်မီ၏ဟုပြထန်းထားပါသည်ဥပမာအနေနဲ့တစ်ခုပြောပြရမည်ဆိုရင်ငွေမပေးလျင်မောင်မဲဤအတရေဖြက်စေသည့်စာကိုကျင်ညာမီဟုမောင်ဖြူကမောင်မဲကိုချိန်ချောက်တယ်အီနီးနဲ့မိမိကငွေပေးစေရန်မောင်ဖြူသည်မောင်မဲကိုတွေးဆောင်တယ် မောင်ဖြူက6လန့်တောင်းယူမှုကိုကျူးလွန်တာဖြစ်ပါတယ်။ 6လန့်တောင်းယူခြင်းကိုအားထုတ်မှုအတွက်ပြစ်ဒဏ်ကိုတော့ရဇသက်ကြီးပုံမှာ385မှာဘလို့ပြဋ္ဌာန်းထားသလဲဆိုရင်မြည်သူမဆို6လန့်တောင်းယူမှုကိုကျူးလွန်ရင်တူတူအားထိခိုက်ညံ့နာစေမည်ဟုကြောက်ရွံ့အောင်ပြုလှရင်သို့မဟုတ် ထို့တို့ပြုလှရင်အားထုတ်လျင်ထို့သူကိုနှစ်နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရလုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်ကျမရဲ့ဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုရင်တော့6လန့်တောင်းယူခြင်းကိုအားထုတ်မယ် ဆိုရင်ထောင်နဲ့ချမှတ်ခံရနိုင်တဲ့ငွေတန်ချမှတ်ခံရနိုင်တဲ့အပြင်ထောင်နဲ့ရောငွေတန်ပါချမှတ်ခံရနိုင်ပါတယ်နောက်တစ်ပိုင်းမှာသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့သူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်